လောကရဲ့စိတ်နှလုံးအေးချမ်းမှုဆိုတာလူတိုင်းအတွက်လိုအပ်ချက်တစ်ခုပဲဖြစ်တယ်။ရုပ်ဝတ္ထုတွေကစိတ်နှလုံးအေးချမ်းမှုကိုမပေးနိုင်ဘူး။စိတ်ချမ်းသာမှုဆိုတာဟာရုပ်ဝတ္ထုနဲ့မသက်ဆိုင်တယ်လို့ရှိတယ်ပေါ့။စီပါဥစ္စာ တိုးတက်တာလည်းစိတ်ချမ်းသာမှုကိုပေးတာမဟုတ်။ထိုင်တဲ့လောက်တော့စိတ်ချမ်းသာမှုတွေရနိုင်တော့လည်းပဲအပြည့်အဝပေးနိုင်သလားဆိုတော့မပေးနိုင်ဘူး။ စေချမ်းသာမှုလုံးဝအပြည့်ဝပေးနိုင်တာတော့စိတ်ပိုင်းဆိုင်ရာဒုတမှုကသာပေးနိုင်တယ်။ဒါကြောင့်မို့စိတ်ပိုင်းဆိုင်ရာဒုတမှုတွေကိုအခြေခံပြီးတော့မထေရမြတ်တွေပြောခဲ့တဲ့စကားဟာလူတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဖြစ်ပေါ်စေနိုင်တဲ့စကားတွေလို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်။သူပြောလိုက်တဲ့စကားလေးကတပ်ပိရေဝ သမာသေးထပဏိတိဟထဓာတိပိတပိရိဝသမာသေးထဆိုတဲ့စကားလုံးကတကယ်ကိုလူတော်လူကောင်းတွေနဲ့ပဲ ဆုံတွေ့ပါစေ ဆုံတွေ့အောင်ကြိုးစားကြပါလူတော်လူကောင်းတွေဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေတုံးဆိုပဏိတိဟိအထဓာတိပိ အထာတ္တိဆိုတာတကယ်ရဘဝရဲ့အထိပယ်ကိုတည်တည်ချာချာစဉ်းစားပြီးသိမြင်တဲ့ပညာရှိပုဂ္ဂိုလ်တွေပေါ့အဲ့ဒီပညာရှိ ပုဂ္ဂိုလ်တွေနဲ့ပဲပေါင်းသင်းမှာဒါမှသာဝရစိတ်နှလုံးအေးချမ်းမှုဆိုတာဖြစ်မှာအေးတမန်ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းလို့ရှိရင်စီးပွားဥစ္စာတိုးတက်ခြင်းတိုးတက်မယ်စိတ်နှလုံးပူပန်ရမှုတွေမှာတဝဲလဲလဲပဲဖြစ်နေတယ် တို့ဆိုလို့လေเนาะဘဝမှာစိတ်နှလုံးချမ်းမြေ့စွာနေနိုင်မှုအတွက်ကတကယ်ကိုအကြောင်းအကျိုးကိုအမျောမြင်ရှိတဲ့ပညာရှိ သူတော်ကောင်းတွေနဲ့ပဲပေါင်းသိမှုစူးစမ်းပါပညာရှိသူတော်ကောင်းတွေနဲ့ဆုံတွေ့လိုက်ရတဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့အဲ့တော့ပညာရှိသူတော်ကောင်းဆိုတာတပ္ပိဆိုတာဘယ်လိုပုံကူမျိုးလဲလို့ ြည်လိုက်တဲ့အခါတပ်ပိဆိုတဲ့သက္ကလုံကတဘာယံတာဓုတဘောဆိုတဲ့သက္ကလုံကလာတာတပ်ဖဆိုတာပွဲလေတဲ့နဲ့ပုဂ္ဂိုလ်ဆိုလိုတာကလူကြီးလူကောင်းစိတ်ကောင်းနှလုံးကောင်းရှိတယ်သူနဲ့တွေ့လို့ရှိရင်တကယ်ကိုတန်ဖိုးရှိတဲ့စကားတွေကြားရတယ်စိတ်နှလုံးအေးချမ်းမှုရှိတယ်အမျှော်မြင်ရှိတယ်သူပြောတဲ့စကားအတိုင်း နေထိုင်လို့ကစိတ်ညစ်စရာဆိုတာတခုမှမတွေ့ရအောင်အဲ့တော့တဘာယံတာတုတဘောပွဲလေတဲ့နဲ့ပုဂ္ဂိုလ်လူလေကောင်းမှာဂုံရှိတည်ရှိပဇံရှိလို့ဂုံရှိတည်ရှိမဟုတ်ဘူးမွန်ရည်တယ်ပညာရှိတယ်တိမ်မွေးတယ်အကျိုးကြောင်းဆင်ခြင်တဲ့အသိဉာဏ်တွေရှိတယ်အမြော်အမြင်ရှိပြီးတော့လောကရဲ့ ပြဿနာတွေကိုဆုံးမြတ်ပေးနိုင်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါတွေကိုသူတော်ကောင်းလို့ခေါ်တယ်။တမားပြည့်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘာသာတရားတွေနဲ့ကြည့်လိုက်။မြမလူမျိုးတွေကိုးကွယ်နေတဲ့ဘုကဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ကဘာတွေဟောခဲ့တော့အေးဒုစရိုက်စရိုက်ဆိုးတွေကိုမလုပ်ကြနဲ့ ဒုစရိုက်တရားတွေကိုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးစိတ်ယုံမာတွေမမွေးကြနဲ့စိတ်ယုံမာတွေရှိလို့ရှိရင် ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးဒါကြောင့်မို့ဒုဗ္ဗောတုမေတ္တာထားကြစိတ်ကောင်းနှလုံးကောင်းမွေးကြကိုယ်ရဲ့နှင်းကြသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအကျဉ်းနာပွားကြကုသင်းစာတရားထားကြကိုယ်ရဲ့တာလွန်သွားတဲ့ပုဂ္ဂိုလ်လည်းပဲ သဘောပေါက်နားလည်ပြီးတော့သူ့ပေါ်မှာမနာလို့မရှုစိတ်မဖြစ်ကြနဲ့တစုံတစ်ယောက်ကကိုယ်ကို စော်ကားတော်လည်းပဲအညိုတီးတွေထားပြီးတော့တုံ့ပြန်တဲ့ရံပက်တွေမလုံးချနဲ့ဆိုတော့ငြိမ်းချမ်းအောင်ဆုံးမပေးတာဖြန်းပြေးပေးတဲ့စိတ်နေသဘောထားတွေတကယ်အေးချမ်းမှုကိုဖော်ပြအဲ့လိုပြောတဲ့ပုဂ္ဂိုလ်တမိုးရှိတယ်အေးငုံမခံနဲ့ချက် ူကဒုံနေဆိုငါဓာနဲ့ဓာနဲ့ဆိုငါလက်နဲ့နဲ့ဆိုအဲ့လိုမြောက်ပေးတဲ့ပုံကိုယ်တွေကလည်းလောကမှာရှယ်လေအဲ့ဒါလို့ငုံမကန်တဲ့အပြတ်ရှင်းဖြတ်ကြတကြဖြတ်ကြဆိုတဲ့ပုံကိုယ်တိုက်တွန်းတဲ့ပုံကိုယ်နဲ့မလို့ကြနဲ့အာလုံးသိခံပြီးတော့တုံးနဲ့တူအစဉ်ပြေအောင်ကုချင်းစာတရားနဲ့နေကြဆိုတော့အေးချမ်းမှုနဲ့ပူလောင်မှုကမတူနော် ပူလောင်မှုမတူသို့သောလောကသားတွေအနေနဲ့ကတော့ငုံခံလိုက်တာကိုအရှုံးပေးတယ်လို့ယူဆကြတယ်ရှုံးပေးတယ်ဒီဘဝမှာသူကကြည့်လိုက်လို့ရှင်အရှုံးသွားတယ်လို့ပဲယူဆကြတယ်တကယ်ရတော့မြတ်စွာဘုရားကအဲ့ဒါလို့မမြင်ဘူးမရှုံးဘူးဘာကြောင့်မရှုံးလို့ဆိုရင်မင်းရဲ့ရင်ထဲနှလုံးမှာဒေါသဆိုတဲ့အကုသို့မဖြစ်တာကိုကမင်းမှမရှုံးဘူး ဒေါသအကုသိုလ်ဖြစ်လို့ရှိရင်အ ਨੇ ဆုံးဒီလူဟာဖြစ်ရရဘဝမှာအယုတ်ဆိုးကြည်တံဖြစ်မယ်။နောက်ဘဝရောက်သွားလို့ရှိရင်လည်းဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့ရှောက်ရပုံဟာအပင်ငယ်ရဲပဲဖြစ်တယ်။အပင်ငယ်ရဲကလွတ်လာလို့ရှိရင်လည်းသူဟာဒေါသကြီးတဲ့တိရစ္ဆာန်မျိုးတွေပဲဖြစ်တယ်။ခွေးဖြစ်ရင်လည်းတဟောင်းဟောင်းလုံးတဲ့အကောင်မျိုးကြိုက်တတ်တဲ့ခွေး။နော်။ကြားဖြစ်မယ်၊ခြင်းသေးဖြစ်မယ်၊ရန်လိုတဲ့အမျိုးအစားမျိုးတွေဖြစ်တယ်ဆိုတော့ သူဟာဘယ်ဘဝရောက်ရောက်ကောင်းနိုင်စရာအကြောင်းမရှိတော့ဒီဒေါသတွေနဲ့တဟုံဟုံမှန်မှုပြီးတော့သူ့ဘဝဟာအေးချမ်းနေဆိုတာမရှိအဲ့လိုတစ်ဖက်သားကိုအနိုင်ယူတဲ့အဆိုးတွေဖြစ်တော့သူတို့နိုင်တဲ့ပုံကိုရောမပေါ်ဘူးလားဆိုတော့ပေါ်လာတာပဲလေပေါ်လာတာတုံ့လှက်ဆိုတာမျိုးကလောကမှာရှိတာအနိုင်ယူရင်အတုံ့လှက်ရှိတယ်အနိုင်မယူဘူးเนาะ ရှုံးပေးနှလုံးအေးတဲ့ဆေးဆိုရင်ရှုံးပေးလိုက်ခြင်းအပြင်လောကမှာတော့ရှုံးသွားတယ်လို့ထင်တယ်မဟုတ်ဘူးဘသူကိုရှုံးပေးတာတုံးဆိုလို့ရှိရင်မေတ္တာနဲ့အရှုံးပေးတာသာဖြစ်တယ်တုံ့ပြန်မှု မလုပ်တာကိုပဲလူတွေကအရှုံးပေးတယ်လို့ခေါ်တယ်သို့တော့အနိုင်ရလိုက်တာကိုယ်ကနိုင်ရလိုက်တာပညာရှိသူတွေကတော်တော်ကောင်းတွေကဘလို့ဟောကြတော့ရသဖျားကိုယ်တိုင်ကဘလို့ခံယူချက်ထား အကောဒေနစီနေကောတာစိတ်ဆိုးနေတဲ့လူကိုမင်းကမစိတ်စိတ်မဆိုးပဲတိခန့်ခြင်းနဲ့အနိုင်ယူလိုက်ပါသူ့ဘာလို့တုံ့ဖက်မလဲစိတ်ဆိုးမလဲတိခန့်ခြင်းနဲ့အနိုင်ယူလိုက်ပါတိခန့်လိုက်လို့ရှိရင်သူ့လဲဒေါသပြေသွားမယ်ကိုလဲဒေါသပြေသွားတယ်အဲသူဒေါသကိုဒေါသနှစ်ခုဖြစ်ပြီဆိုလို့ရှိရင်ပိုပြင်းထန်လာတယ်ပြင်းထန်လာတဲ့အခါမှာသူပဲဖြစ်စေကိုပဲဖြစ်စေတူဟာနစ်နာပြီ ဆုံးနိုင်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။ရင်ဆိုင်ပြီးလို့စိတ်ပြေသွားတဲ့အခါကျတော့မှားကုန်ပြီ။ပြင်လို့မရတော့အဲ့ချိန်ကျနော်။အနိုင်ယူလိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲပြင်မှုသူဆက်ခံရတော့မယ်။နော်။ပြင်မှုဆက်ခံရတော့မယ်။တော့အရှုံးမပေးလို့တုံ့ပြန်တဲ့ပုဂ္ဂိုလ်ကလည်းပဲဘဝမှာအသက်ဆုံးလိုက်ရတာလည်းဖြစ်ခြင်းဖြစ်မယ်။သို့မဟုတ်ကိုယ်ကနိုင်လိုက်တာလည်းဖြစ်ခြင်းဖြစ်မယ်။နိုင်လိုက်လို့ တစ်ဖက်သားသိဆုံးသွားပြီဆိုရင်သူလည်းရာဇဝမှုနဲ့ဒုက္ခရောက်အောင်ပါပဲရှက်သွားတာမဟုတ်ဘူးနောက်ပြဿနာတစ်ခုထပ်တက်တာအဲ့တော့ရသော်ဘုရားရဲ့အဆုံးမသူတော်ကောင်းတွေရဲ့အဆုံးမဆိုတာအကောဒိနစိနေခေါ်တာဒေါသချီးလို့ရှိရင်မေတ္တာနဲ့နိုင်ယူလိုက်ပါမေတ္တာနဲ့ငြိမ့်တက်လိုက်ပါသူတော်သားငြိမ့်တက်လိုက်လို့ရှင်မိတ်ဆွေမပြက်အခင်မပြက်နောက်ကြဖြစ်သွား ဲ့ဒါလို့အနိုင်ယူနည်းတွေကိုအကြောင်းကျိုးဆင်ញင်ပြီးတော့ပြောပြတဲ့ပုဂ္ဂိုလ်တွေကိုတပ်ပိရေဝသမာတိထအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ပဲဘဝမှာဆုံတွေ့ပြီးသူတို့ရဲ့အကြံဉာဏ်တွေသူတို့ရဲ့အဆုံးအမတွေနဲ့ပဲနေတာကောင်းတယ်လို့ဒီပုံနှံမထေကအဲ့ဒီလိုမဲရှိတာနော်သူ့ရဲ့မှတ်တရစကားဟာအဲ့ဒါကြွကြွဆင်ញင်တတ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ ပညာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲသူတော်ကောင်းတွေနဲ့ပဲပေါင်းသင်းမှု ဆုံတွေ့ဖို့ကြိုးစားပါတဲ့အဲ့လိုကြိုးစားလို့ရင်ရလာတဲ့အချိုးဟာအတ္တမကြီးမားပါတယ်လို့ဆိုပြီးတော့မဆက်ပြောတော့ဆိုအဋ္ဌံမဟန္တံဂမ္ဘီရံဒုဒ္ဒတံနိပုဏံအနုံတဲ့တမန်လူတွေကဒီလိုအချက်ကိုမြင်ခဲ့တယ်ဘာလို့အရှုံးပေးရမှလဲ သူချကိုချပေါ်ဆိုတာမျိုးမြောက်ပြေးပါပဲလေခေါ်ရတော့မဟုတ်ဘူးဖြစ်ပေါ်လာမဲ့ပြဿနာတွေကိုကြွတင်မြင်လိုက်တယ်မြင်လိုက်သည့်အတွက်ကြောင့်သူ့ရဲ့အတွေးဟာแน่แน่တယ်ဖြစ်ပေါ်လာမဲ့အကြောင်းအရာတွေကုန်သိလို့နော်အလွန်ကြီးမားတဲ့အကျိုးအမြတ်တုံးနဲ့တူရံစားဆိုတာမရှိဘူးနော်လောကကြီးမှာဟိုအင်္ဂလိပ်ဖတ်စာအုပ်တွေထဲမှာလည်းပဲရှိတယ်လေ နာမည်တော့မေ့နေရိုမီယိုတို့ပါတို့အဲ့ဒီရှိတ်စပီးယားရေးတဲ့ဝတ္ထုတွေထဲမှာဆိုရင်ဆွေမျိုးတွေအစဉ်အဆက်ရံပဲဖြစ်နေကြတာလေနောက်ဆုံးမှာတူတူနားလည်မှုယူတဲ့အခါမှာအဲ့ဒီရံရံညှို့ဟာပြတ်သွားတာလို့ဆိုရင် သူနိုင်တဲ့အလှက် ကိုနိုင်တဲ့အလှက်သူကဥတဲ့အလှက်ကိုကဥတဲ့အလှက်ကျက်လက်ကချက်နေကြရန်ညိုးဆိုတာဟာဒီဘွားတယ်မဟုတ်ဘူးတခါတော့ကနော် ဒီလိုရံညိုးမျိုးတွေကြောင့်မို့လို့လူသားနဲ့ဘလူမလူသားအမျိုးသမီးတယောက်ကစပြီးတော့ဖြစ်တာလူသားအချင်းချင်းကစပြီးရံညိုးဖြစ်ကြတယ်မျိုးသမီးနှူးအပြိုင်ဖြစ်တယ်ပေါ့နော်အိမ်တော်ဘက်အပြိုင်ဖြစ်တဲ့အခါမှာတခုတူမနာလိုတဲ့စိတ်တခုကမနာလိုတဲ့စိတ်နဲ့ပျက်စီးအောင်ကြံဖန်းနောက်ဆုံးမှအသက်ဆုံးရှုံးသွားတဲ့အခါမှာအဲ့ဒီမျိုးသမီးက အညိုတေးထားပြီးဒေါသနဲ့တိဆုံသွားတယ်ညိုတေးနဲ့တိဆုံသွားတယ်ဒင်းတော့တိသေးတာပေါ့နော်ခုခေတ်သူတွေပြောတာလို့နော်ကို့အလှဲ့ကြတော့မနှွယ်စတန်းဆိုပြီးတော့အတုံအလှဲ့ဆိုလာမှာပဲဆိုပြီးအန်ကျိတ်ပြီးတော့မချေမချမ်းနိုင် ဖြစ်ပြီးတော့သူဟာတိဆုံသွားတဲ့အခါဘာသာဖြစ်တုံးဆို ချက်တစ်သွားဖြစ်တယ်ခုနကသူ့ကိုနိုင်ယူလိုက်တဲ့အမျိုးသမီးကဘာသွားဖြစ်တယ်ဆိုသမင်သွားဖြစ်တယ်အသမင်သွားဖြစ်တဲ့အခါသမင်မွေးတိုင်းတစ်စ်ကလာစားတုံ့လှဲ့ကြောင့်သူ့ကိုမှပုံမုံတာသူ့ကိုမှပုံမုံပြီးသူ့တန်းသမီးတွေကြီးပဲစားပြစ်တယ်ဘာမှမတတ်နိုင်ဘူးအဲ့ဒီအခါမှလည်းပဲသူ့ကိုယ်တိုင် စားခံရတဲ့အချိန်လေးမှာနောက်မှကျမင်းကိုငါနိုင်မရစေဆိုပြီးတော့သူကလည်းပဲ ကြေနိုင်မခိုင်းနိုင်နဲ့ဖြစ်သွားပြန် ဖြစ်သွားတဲ့အခါမှာဘလူးမဘွားရောက်သွားဟိုမျိုးသမီးကအကျတမင်မကဟိုဘလူးမဘွားဖြစ်ပြီးတော့ခေါနာကလာလာစားတဲ့ချက်သိမ်းမက လူလူပြန်ဖြစ်လာတယ်အဲ့ဒီအချိန်မှာတစ်ခါပြန်ပြီးတော့အတုံးအလှဲ့လောက်တာပဲเนาะ မဆုံးနိုင်တဲ့ရံညှိုးကလဲစားချေကြတယ်လို့လို့ဆိုလို့ရတယ်။အဲ့ဓာရီဟာဒီလိုပဲဒေါသကိုဒေါသမေတ္တာနဲ့အနိုင်မယူသည့်အတွက်ကြောင့်ဘဝတန်လျာထီအောင် အမုန်းစိတ်တွေပါဝင်ပြီးတော့ဒုက္ခရောက်နေကြတယ်။ဒီကနေ့ခေတ်ပဲကြည့်အကျံဖက်သမားဆိုတာလေအမုန်းစိတ်တွေပြင်းထန်ပြီးတော့လူတွေကို ဘသူပဲဖြစ်ဖြစ်တပ်ဖို့ဖြတ်ဖို့ဝန်မလေးတဲ့အနေထားမျိုးတွေဖြစ်လာ။အဲ့ဒါမကောင်းတဲ့ဒီပုံကိုယ်တွေနဲ့ပေါင်းလို့မကောင်းတဲ့အတွေ့အခေါ်တွေခေါင်းထဲရောက်ပြီးတော့ဒီလိုဖြစ်ကုန်ကြတာ။အကယ်၍သာမေတ္တာတရားနဲ့တူဘောတူသိခညာမယ်ခွင့်လွှတ်ကြမယ်နော်ဘသူဘသူမှရမလို့ရဘူးဆိုရင်ဒီအဖြစ်မျိုးကိုမရောက်နိုင်တော့ဘူးပေါ့ငြင်းချမ်းသွားမှသေချာတယ်ပေါ့ ေးဒါကြောင့်မလို့မမကန်နဲ့ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့စကားလူမိုက်တွေရဲ့အပြောစကားတွေရဲ့ခြားထဲမှာနေမျောသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှ ကောင်းရအဖြစ်ကိုမရပဲနဲ့ငြိမ်းချမ်းမှုကလည်းဘယ်တော့မှရမှာမဟုတ်ဘူးလို့ငြိမ်းချမ်းမှုဆုံးရှုံးသွားပြီဆိုလို့ရှိရင်လည်းအကျိုးတရားတွေဟာများစွာ ဆုံးရှုံးသွားနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော် ကျိုးတရားတွေဟာစက်တိုက်စက်တိုက်ဆုံးရှုံးသွားဖို့ပဲရှိတယ်တဲ့ဒီရာသမတိကိစ္ဆန္တိအပမတ္တဝိသကနာတကယ်တော့အရာရာမှာဆင်ញင်စဉ်းစားတတ်တဲ့ဆင်ញင်တုံတရားအရှိမြင်တတ်တဲ့အမျောအမြင်ပညာအရာရာမှာခေါင်းနဲ့ပညာနဲ့စဉ်းစားတတ်တဲ့ပညာရှိပုဂ္ဂိုလ်များသာလျှင်နော် တကယ်ကိုငြိမ်းချမ်းမှုဆိုရက်အေးချမ်းသာရတဲ့အနေထားတစ်ခုသာဝရပိုင်ဆိုင်မှုရနိုင်ကြပါတယ်တဲ့နှုတ်ဖို့ဆိုလို့ရှိရင်စိတ်နှလုံးအေးချမ်းမှုဆိုရက်တရားတွေဟာဆုံးရှုံးကုန်ကြမှာပါပဲလို့ဒါပုံနာမထေရဲ့အမှတ်တရစကားပြောတာเนาะအဲ့တော့အပေါင်းအသင်းဟာလွန်ရေးကြီးတယ်ဗောဘုန်းကြီးတို့ဘွားမှာ ပေါင်းသင်းဆက်ဆံမှုဟာလွန်ကြီးကြီးတယ်မကောင်းတဲ့လူနဲ့ပေါင်းလို့မကောင်းတဲ့အတက်တွေတက်လာမယ်မကောင်းတဲ့အတွေ့တွေခေါင်းထဲဝင်လာမယ်မမှန်မကန်တဲ့အမြင်တွေခေါင်းထဲရောက်လာမယ်ဆိုရင်အဲ့ဒီအမြင်တွေကိုအခြေခံပြီးတော့လူဟာဆိုးဆိုးမိုက်ပြီးတော့နောက်ဆုံးမှာတန်တရာတဲမှာရုံမထွက်နိုင်တော့အခြေအနေဆိုးတွေနဲ့ကြုံတွေ့သွားတယ်သူ့လက်ကိုယ့်လက် ဆိုတာမျိုးတွေနဲ့ ဒုက္ခရောက်သွားနိုင်တယ်လို့အဲ့တော့ဒီစကားအမတ္တရာစကားပြောတဲ့ပုဂ္ဂိုလ်ဟာဘယ်သူလဲလို့ဆိုလို့ရှိရင် ရှင်ပုံနာဆိုတဲ့မထေရပုံနာဟာနှစ်ပါးရှိပိဋကစာပေမှာနော်လက်ကိုင်းကျောင်းတော်ရာနဲ့ပတ်သက်တဲ့ပုံနာဆိုတာပုံတော်ဝါဒသုတ်တာအဲ့ဒါတစ်ခုတပါအခုဒီရှင်ပုံနာဆိုတာဟာသူကမြတ်စွာဘုရားရဲ့ဇာတိဒေတာ ကပိလဝုမြို့အနီးနားမှာဒေါနဝုထုဆိုတဲ့ပုံနာရွာကြီးရှိတယ်။ဗြဟ္မဏေကြီးပဲနေကြတယ်။အဲ့ဒီပုံနာရွာကြီးကရွာသားတူပဲ။သူဟာတပည့်ဆက်ကြတရားဟောတဲ့အခါမှာပထမဆုံးကျွတ်တန်းဝင်ပြီးသတ္တဗံဖြစ်ပြီးမြတ်စွာဘုရားတမပထမဆုံးယဟန်ဖြစ်ခံယူတဲ့ရှင်ကွန်တညာရဲ့တူအရင်ပဲ။ပုံနာဆိုတာ။သူ့ရဲ့မေတော်ကမန္တာနီဆိုတဲ့ ပုံနေမှမြို့သမီးဖြစ်လို့သူ့အမေနာမည်နဲ့ပါထည့်ပြီးတော့ပုံတော်မန္တာနိပုတ်တော်လို့စာပေကျမ်းကမှဒီလိုဆိုတယ်မန္တာနိဆိုတဲ့တက္ကမကြီးရဲ့မြို့သမီးရဲ့အားဖြစ်တဲ့ရှင်ပုံနာလို့အဲ့ဒီရှင်ပုံနာဟာသူကရှင်ကုဋေညာမထေမြတ်ကြီးရဲ့တူရှင်ကုဋေညာဆိုတာအလုံးသိတဲ့အတိုင်းဘုရားလောင်းလေးမွေးဖွားလာတဲ့အခါမှာ ဖိတ်ခေါ်ပြီးတော့မင်းသားလေးရဲ့ကြံရည်လက္ခဏာကိုကြည့်ခိုင်းတဲ့ဘုရင်ရဲ့ပရောဟိတ်ပုံနာတွေထဲမှာတူဖြစ်ပါဝင်ခဲ့တယ်ပေါ့သူ့ဦးလေးကတူဖြစ်ပါဝင်ခဲ့ပညာထပ်ပုဂ္ဂိုလ်အဲသူကလည်းပဲပညာထပ်ပုဂ္ဂိုလ်ပဲအဲတော့ကွန်တညာဆိုတဲ့မထေရကြီးရဲ့တူအရင်ဖျားလောင်းလေးနောက်ပိုင်းတောထွက်သွားတဲ့အခါမှာ ရှင်ကုန်ညမှုပြုတဲ့ပစ္စဝဂီတွေလည်းနောက်ကနေလိုက်သွားကြလိုက်သွားပြီးတော့ပထမဆုံးတရားဓုတိယမြတ်ရရင်နာဖို့ဆိုပြီးအခွင့်ရအောင်လို့ကြွတင်ပြီးလူဘဝဆုံးခွာပြီး မလမ်းမကမ်းမှသွားနေကြတယ်ဖះနဲ့ဖះလောင်တရားကျင့်တဲ့နေရာ အနိဗ္ဗာန်မှာနေကြ နောက်ဆုံးကျတော့၆နှစ်နီးနီးဒုက္ခရစရိယပင်ပန်းခံပြီးတော့ကျင့်သူတို့ဟာဝိယဝိဆဆောင်ရဲ့ပြီးရင်ကနေခက်လန်းလန်းကနေကြတယ် အဲ့ဒီနီးဟာမှားနေသည့်အတွက်ကြောင့်ကျမကြီးချုပ်တက်သွားတဲ့ဘုရားလောင်းကသူ့ရဲ့ technique ပေါ့ခြင်းနဲ့နီးစနစ်တွေကိုပြောင်းလိုက်မယ်ပြောင်းပြီးတော့ကျမကြီးကောင်းအောင်ပြန်ပြီးတော့အစာစားပြီးကျမကြီးခရူးဆိုင်ပြီးအပြန်မွေးတဲ့အချိန်မှာသူတို့ကသွားပြီးဘုရားဖြစ်ဖို့အတိညာတရားတို့ကိုတော့ရတော့မှမဟုတ်တော့ဘူးဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်ပြီးတော့ ပါရဏတိဘက်ကိုခီးထွက်သွားကြပြီဣတိပတနာတော်ရောက်နေသွားရောက်သွားကြတာသူတို့ဟာဖះလောင်းတရားကျင့်တာကိုဆုံးခွာပြီးတော့ထွက်သွားကြတာစိတ်ပြက်လို့ထွက်ခွာသွားတာเนาะအဲ့ဒီရှင်ကောဏ္ဍညကြီးကကပိလဝတ္ထုမြို့အနီးနာကဒေါနဝတ္ထုဆိုတဲ့ဖြမနရွာကြီးတရွာရဲ့ရွာသားတူဖြစ်တယ်သူ့ရဲ့တူကအခုရှင်ပုံနာ အဲ့လိုမြတ်စွာဘုရားရှင်သူကတရားနာပြီးနောက်ဆုံးမှာဒွဲဆက်ကြတရားဟောတဲ့အခါမှာသောတပန်ဖြစ်သောတပန်ဖြစ်ပြီးပြီးချင်းမြတ်စွာဘုရားရဲ့တပည့်တော်ကယဟန်ဖြစ်ပရမဆုံးပြုခွင့်ရတဲ့ပုဂ္ဂိုလ်ဖြစ်သွား။နောက်ယဟန်နာအပါ60ထွက်ပေါ်လာတဲ့အခါမြတ်စွာဘုရားကခရီးတေသာရီထွက်ပြီးတော့အမှန်တရားကိုလိုက်လံရှင်းပြဖို့အတွက်သာသနာပြုလှုပ်တယ်လို့ခေါ်တာပေါ့နော်။ စရထဘိခွေစာရိကဘူဇနာဟိတယအများချူးဖြစ်အောင်ထူထူဒိတာကိုသွားကြမာဧကိနတွေကမိထတဏီရဲကိုဥတိချက်ဌာနတစ်ခုကိုနှစ်ယောက်မသွားကြနဲ့တပားပဲသွားဘာလို့လို့ဆိုတော့တန်ခါးပါးမှ60ပဲရှိတာเนาะအဲ့တော့ကိုသွားတဲ့နေရာကို